အားလုံးပဲမင်္ဂလာပါဒီနေ့မှာမျိုးဝေးပေးချင်တဲ့ဗီဒီယိုကြောင်းရပါလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းမှာအင်တာနက်သုံးတဲ့ခါမှာအလိုင်းတွေကနေနေရဆိုလို့ရှိရင်အင်တာနက်လိုင်းတွေ ပြန်ပြီးမြန်ချင်းအဲမြန်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲကျွန်တော်အင်တာနက်လိုင်းကောင်းကောင်းလေးသုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အင်တာနက်အင်တာနက်လိုင်းမြန်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာကိုမျှဝေပေးချင်ပါတယ် ခုမြောက်ဝေးပြည့်မဲ့နေရတော့ကျွန်တော်အင်တာနက်ကအနကူတက်တုံးလေးစအမြောင်ကိုနေပြီးနိုင်ပါလိမ့်မယ်။အကြောင်းစေဝန်စားရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြောက်ဖို့တောင်းဆိုချင်ပါတယ်။ဆိုတော့ကျွန်တော်အဘေ application ကိုမှ download လုပ်ရှာမလိုပါဘူးအရင်ဆုံး Google Chrome ကိုတွားပါโอเคကျွန်တော် Google Chrome ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော် အပေါ်ဆုံးမှာရှိအဆက်34ကိုနေရမှာ ဖြစ်ပါတယ်ဒီထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်သိန်းဆိုတဲ့နေရာကိုကြောက်ရမှာဖြစ်ပါတယ်ကဲဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နေရာကိုကြောက်ရမလဲဆိုလို့ရှိရင် privacy and security ဆိုတဲ့နေရာကိုကြွားလိုက်ပါ။ Okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်အကူဆွဲချပါ အဲကျွန်တော်တို့ဘယ်ကိုတွေ့ရမလဲဆိုလို့ရှိရင်တော့ US Secure DNS Server ရှိပါတယ်နေလိုက်ပါ Okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော် choose another provider ဆိုတဲ့နေရာကိုတွေ့ရနေရာမှာဖြစ်ပါတယ် Okay ဒီနေရာဒီလိုမျိုးပေါ်လာပါပြီဆိုလို့ရှိရင်တော့ညာဖက် down မှာရှိရဲ့ မြားလေးပုံစံတေးလေးတစ်ခုရှိပါတယ်အဲ့ညာကိုနှိပ်လိုက်ပါကဲဒီညာမှာကျွန်တော်တို့အာဝီချေလို့ရတဲ့အရာကတော့ Cloudflare ဆိုတဲ့တေးလေးလုံးရယ် Google ဆိုတဲ့ public DNS ရယ် family filter ဆိုတဲ့အားတွေကျွန်တော်ရွေးချယ်စရာတွေရှိပါတယ်ဆိုတော့ကျွန်တော်ဒီညာမှာတော့ Google public DNS ဆိုတဲ့နေရာကိုရွေးချယ်ပြလိုက်ပါမယ် โอเคကျွန်တော်တို့ဒီတိုင်းတောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အာ internet line တွေကတော့ကျွန်တော်တို့ Google Gallery တောင်းတဲ့ခါမှာမြန်မြန်ဆန်ဆန် line တွေကကောင်းလာပါလိမ့်မယ်အကဲရဒီနေရာမှာအာကျွန်တော်တို့ရဲ့ဒီ privacy တွေစိတ်မချရဘူးလို့ယူဆရတဲ့ဆိုလို့ရှိရင်တော့ခုနကတည်းကပြန်သွားပြီးမှခုနကတည်းကပြန်သွားပြီးမှအာ ပြန်ငွေတိုင်းပဲပြန်ထားလို့ရပါတယ်အမ်အခွင့်အရေးပဲပေးရတဲ့အရာကတော့ကျွန်တော်တို့ internet line တွေနင်းနေလို့ internet line တွေမြန်မြန်တုံးလုံးရတဲ့ internet ဖြစ်ချင်တဲ့ solution ဘယ်လိုတုံးရမလဲဆိုတဲ့အရာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ youtube channel လေးကို subscribe and like follow share လုပ်ပြီးကြောက်အောင်ဆိုရင်လည်းဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေ။